ားလုံးပဲမင်္ဂလာပါ Red Manchester ဖော်ဖော်နဲ့ United တို့ဒါကလည်းပြန်လေးပြလို့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့လက်ရှိမှာတော့ဒီနေ့မနေ့ပိုင်းအတွက်ရရှိထားတဲ့ David Ornstein ရဲ့ report ဒီနေ့ပတ်သက်ပြီးတော့ပြောကြည့်အောင်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော် Matthew Cunha နဲ့ပတ်သက်ပြီးတော့ပြောရတာရှိတယ် Liam Dele နဲ့ပတ်သက်ပြီးတော့ David Ornstein ပြောရတဲ့အကြောင်းအရာရှိတယ် DI နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပါ the athletic ရဲ့ david ornstein ကတော့ matthias cunha manchester united ကိုပြောင်းရွှေ့ခြင်းတွေပေါ့ဗျာဆိုတော့ ယူနိုက်တက်ဘက်ကလည်းဒီကစားမဖြစ်သူနဲ့ပတ်သက်ပြီးတော့ခွင့်ပို့ဂျိုးပန်းနေတယ်။မက်ဒီယက်စ်ကူညာနဲ့လီယမ်ဒီလစ်တို့ဟာမန်ချက်စတာယူနိုက်တက်ရဲ့အဓိကဦးစားပေးခွင့်ယူမဲ့ပြိမှတ်တီဖြစ်ကြပြီးတော့လာမယ့်ຫນွေစည်းကွက်မှာအရခွင့်ပြုသွားဖို့အတွက်ဂျိုးပန်းနေတယ်ပေါ့။ဒီကစားမနေရာကိုခွင့်ပို့အတွက်လည်းမန်ချက်စတာယူနိုက်တက်ကကွန်နာဥကစားသမားတွေရောင်းချမှုမလိုဘဲနဲ့လက်ရှိမှာခွန်ယူနိုက်တက်ငွေကြေးအရအလုံးလောက်ရှိနေဆိုပြီးတော့ဒေးဗစ်အွန်စတိန်ကရပိုးလုပ်လာတယ်။ဆိုတော့ပြောမယ်ဆိုလို့ရှိရင် ဒီကစားမနေ့ကိုခေါ်ယူဖို့အတွက်ကကျွန်တော်တို့ကစားမရောက်ချမလို့ဆိုတော့တော်တော်လေးကိုကောင်းတဲ့သတင်းပါတော်တော့ကျွန်တော်တို့ပထမကတော့ရှေ့မှာ reporter ရဲ့ report ကြီးကကျွန်တော်တို့နားလေထားတာကအာကိုရီမန်ချက်စတာရိုက်တဲ့အတိုင်းနဲ့ကစားမဝင်မယ်ဆိုလို့ရှိရင်ကစားမရောင်းရမယ်ကစားမရောင်းမှပဲကစားမအဝယ်လုံနိုင်မှာပေါ့လေဒီလိုလည်းရှိဘယ်လိုပြောမလဲစာချုပ်ဖြည့်သိမ်းကြီးဝယ်ပြီးတော့ပေးရမယ့်အပိုင်းဆိုလို့ရှိရင်ပို့ပြီးတော့မှ ဝေကုံချစ်ချက်များဖို့ရှိရဲအများကြီးစဉ်းစားစရာရှိရဲ message ကုညာလို့ဆိုလို့ရှိရင်စာချုပ်ပြည်နေ65တန်းပေးရမယ်ဆိုတော့ကျွန်တော်ကငွေမရှိဘူးဆိုလို့ရှိရင်စဉ်းစားရတော့မှာလေဆိုတော့လက်ရှိမှာတော့ဒီကစားသမားတွေကိုခေါ်ဖို့အတွက်ငွေရှိရဲဆိုတော့ပူပန်စရာမလိုတော့ဘူးဗျာစဉ်းစားစရာအများကြီးမလိုတော့ဘူးဆိုတော့65တန်း5တန်းအပြင်ကျွန်တော် LMD လေးကိုပါခေါ်နိုင်မဲ့ငွေကြီးကရှိနေတော့နှစ်ယောက်ပေါင်းမယ်ဆိုလို့ရှိရင်ပေါင်သက်100နီးပါးကတ်နေဆိုတော့ ပေါင်းတန်းနေရာနေပါပေါင်းတန်း90နေပါတော့ကန့်နေပြီဆိုတော့ကျွန်တော်တို့ကလည်းရှိရှိမှာတော့ဒီလိုမျိုးခေါ်နိုင်မဲ့ဝင်ကြီး NR အပြည့်အဝရှိနေပြီဆိုတော့ဒါတော်တော်လေးကောင်းတဲ့တဲ့တင်လို့ကျွန်တော်ထင်တယ်တော်တော်လေးကောင်းတဲ့တဲ့တင်ပါဆိုတော့တခြားနေရာတွေဝေယူဖို့အတွက်ကတော့ဗျာတခြားနေရာတွေဝေယူဖို့အတွက်ကတော့ဒီကစားမိုင်းအားရောင်းရှားနိုင်မှုတွေပိုင်းနဲ့ပတ်သက်ပြီးတော့ဒါနဲ့ဆိုင်သွားပြီပေါ့ဒါပေမဲ့အခုလက်ရှိမှာတော့ဒီလင်းနဲ့ကုညာဦးတော့ကျွန်တော်ဒီတိုင်းပဲခေါ်နိုင်မယ်ဆိုတော့ကုညာကတော့အတင်းကိုရောက်လာလိမ့်မယ်လို့ထင်တယ် ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကစားသမားကလည်းမန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းနေတယ်။ဇာတ်ချုပ်ပြည်သင်းကြီးတွေပါလေလေအကောင်လုံးအဆင်ပြေတယ်။ဟောပြောရမယ်ဆိုလို့ရှိရင်ဒီဇာတ်ချုပ်ပြည်သင်းကြီးမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဇာတ်ချုပ်ပြည်သင်းကြီးရှောက်ချနေတဲ့မှာ၅တန်းကိုအရေးကြခွဲပြီးပေးချင်တယ်ဆိုလို့ရှိရင်တော့ဝူဘန်တန်ကပြေးရှိခွင့်ပေးအောင်မှာ ဆိုတော့ Manchester United မှာလည်းငွေကြေးအလုံးလောက်ရှိနေဆိုလို့ရှိရင်အများကြီးစဉ်းစားစရာမလိုတော့ဘူးပြီးလို့ရှိရင် Matthias Cunha ကလက်ရှိမှာကျွန်တော်တို့လူရင်းတဲ့ profile နဲ့လုံးဝကန့်ရတဲ့ကစားသမားမျိုးသူကနံပါတ်10ရုပ်ကစားသမားဖြစ်တယ်လို့လက်ရှိဒီ Daniel Parreira ရဲ့ Daniel Parreira ရဲ့ Wuhan တက်မှာဆိုလို့ရှိရင်လည်း343 session မှာသူကနံပါတ်10ရုပ်မှာကစားနေကစားသမားဆိုတော့ Amorian နေစနစ်နဲ့လည်းကွက်တီပဲ Ruben Amorian ကလည်းသဘောကျတဲ့ကစားသမားဖြစ်တဲ့အတွက် ကျွန်တော်မက်ဒီယက်စ်ကူညာကျွန်တော်လူချင်းတဲ့ကစားမှာကျွန်တော်လူချင်းတဲ့နေရာမှာလုံးဝကစားနိုင်တယ်ကစားမှာမျိုးဖြစ်တယ်ပေါ့ဒါကတော့ခွန်ညာနဲ့ပတ်သက်ပြီးတော့ဗောလီဟိုခွန်ညာနဲ့ပတ်သက်ပြီးတော့ရောက်ဖို့အတွက်တော်တော်လေးကိုအရှင်ကြီးများနေပြီကျွန်တော်ထင်တယ်ကစားမှာလာခြင်းနဲ့အတဲမကလည်း ဈေးညှိနှိုင်းမှုတွေပါလေအကောင်လုံးကလည်း S&P မဲ့ပုံစံမျိုးရှိရပေါ့လေဒီ Lorry 122ရဲ့ပုံပြချက်အရဆိုလို့ရှိရင်လေကစားမားရဲ့အေဂျင့်ဖြစ်သူနဲ့ Manchester United ရဲ့အကြောင်းပါဆိုလို့ရှိရင်ဆွေးနွေးညှိနှိုင်းမှုတွေကတော်တော်လေးကိုအပြည့်အစုံဆောင်ခဲ့တဲ့ပုံစံမျိုးတွေရှိရဆိုပြီးပုံပြထားတဲ့အတွက်ဆိုတော်တော်လေးကိုအရှင်ကြီးကောင်းပါတယ်တော့ Liam Dele နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော် Liam Dele က Iswiss တန်းဆန်းခဲ့ရမယ်ဆိုလို့ရှိရင်ပေါင်တန်း30လောက်နဲ့ကျွန်တော်ခေါ်လို့ရမယ် အခုလက်ရှိစာချုပ်ဖြစ်တင်ကြီးကတော့ပေါင်တန်း40တော့သူတို့တန်တန်ဆန်းခဲ့ရမယ်ဆိုလို့ရှိရင်ဒီထက်နိုင်တဲ့ဈေးပေါင်တန်း30နဲ့ခိုးလို့ရမယ်ဆိုတော့တခုရှိတာကတော့ကစားသမားကလူချင်းတဲ့အတိုင်းများတယ်ဗောနော်လူချင်းတဲ့အတိုင်းများတယ်လူချင်းတဲ့အတိုင်းများတဲ့အတွက်ကျွန်တော်တို့ပြိုင်ဘက်အတိုင်းနဲ့ပြိုင်ခိုးရမယ်ဆိုလို့ရှိရင်တော့ဈေးတွေကပြန်တက်ကောင်းလေးတက်လာနိုင်တယ်ပေါင်တန်း30ပေါင်တန်း40 ပါလတ်45တန်းဒီလိုမျိုးအရှင်ကြီးမျိုးတွေကျွန်တော်တို့ပြန်ပြီးတော့ခေါ်ရနိုင်တဲ့အရှင်ကြီးရှိတယ်။ဒါပေမဲ့လို့ Liam Delay ဟာကျွန်တော်အတန်ရဦးစားပေးပြတ်မှတ်ပါ။ကျွန်တော်တို့နောက်ပိုင်းတွေမှာဗီဒီယိုအစီအမံတို့ပါဝင်တဲ့ပတ်သက်ပြီးတော့တရနေထွက်နေရဆိုနေလေလို့ဗီဒီယိုအစီအမံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့အတန်းအနေနဲ့ဒုတိယပြတ်မှတ်ပဲပဲရှိနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဗီဒီယိုအစီအမံကျွန်တော်ခေါ်မယ်ဆိုလို့ရှိရင်အများကြီးစဉ်းစားမှကစားမှာပါ။စားမှာနီးပြားနဲ့ဘလုံးကအဆင်မပြေဘူး။ နာပိုလီတန်းနဲ့လည်းဘလုံးမအဆင်မပြေတော့ဘဲနဲ့အသင်းကလုံးဝမဖြစ်မနေရောင်းချခြင်းတွေရဲ့အနေအထားမျိုးမှာမနစ်ကချေစီတန်းကိုပြောင်းဖို့ကြိုးစားတယ်။ချေစီတန်းကိုပြောင်းဖို့ကြိုးစားတဲ့နေရာမှာလာစာကိစ္စဆွေးနွေးကြီးနိုင်တဲ့အပိုင်းမှာဒရိုလေးကိုတိုင်ပတ်သွားတယ်။အပြောင်းချေစီဘက်ကလည်းပိတ်ခါနီးပြီးနာပိုလီကလည်းဟိုဒီအိုစီမန်နဲ့ပတ်သက်ပြီးတော့အသင်းမှာမထားချင်တော့ဘူးဆိုတဲ့အတွက်သူကလက်ရှိမှာဒီတူရကီလီဂါလာတာဆိုင်မှာတွားပြီးတော့ကစားနေရတဲ့အမျိုးအရှိန်ကြီးဆိုတော့ဒီကစားမနဲ့ပတ်သက်ပြီးတော့ခေါ်ဖို့စဉ်းစားမယ်ဆိုလို့ရှိရင်ကျွန်တော် လာစာကိစ္စတွေ injury ပြဿနာတွေအများကြီးစဉ်းစားရရှိရတယ်။ဒါပေမဲ့ Liam Delay ကတော့အသက်လည်းငယ်သေးတယ်လို့လာစာလည်းအများကြီးပြရမယ့်ကစားမှာမဟုတ်ဘူး။ပြီးလို့ရှိရင်သူက injury ပြဿနာတွေဘိုင်းမှာဆိုလို့ရှိရင်လည်းဒီဘယ်တော့အစီမံနဲ့ပုံပြီးအများကြီးတားတယ်။ဆိုတော့ Premier League မှာလည်းအသားကြပြကစားမတရားဖြစ်တယ်လို့ကျွန်တော်တို့ဒီကူတော့တော့နိုင်ယုံနိုင်ပြီးတော့ behind the running တွေမှာလည်းတော်တော်လေးကောင်းနေဆိုတော့ဒီကုညာ sorry Liam Delay နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများကြီးပုံပြီးတော့ရွေးချယ်စရာ ကောင်းတယ်ပေါ့နော်ဒါကတော့ DMD လေးနဲ့ပတ်သက်ပြီးတော့အာတာချက်တွေပေါ့ဆိုတော့ DMD လေးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဟိုခွန်နိုင်မဲ့အခွင့်အရေးကတော်တော်လေးကိုများတယ်ခက်ခဲတာကတခြားအတိုင်းနဲ့ပြန်လူရမှာပဲတော့ကိုယ်လည်းဒီမှာပတ်စံရှိရဲ့ဆိုလို့ရှိရင်တော့အကြောင်းမဟုတ်ဘူးတော့မရှိဘူးဆိုလို့ရှိရင်တော့ရှယ်စီးလို့ပါလို့လူမျိုးဒီဘယ်လိုပြောမလဲဈာပြတ်ခိုးသွားတာတွေပါတယ်ဒီဂျေဗနီခွန်နာတို့ပါလို့ဈာပြတ်ခိုးသွားမှုတွေလည်းကျွန်တော်ဂျုံဝနိုင်ရေပေါ့နော်ဒါပေမဲ့လက်ချက်မှာတော့ပတ်စံရှိရဲ့ဆိုတော့အများကြီးစဉ်းစားကြရတော့ မလို့တော့ဘူးเนาะဆိုတော့ဒါကတော့လက်ရှိကျွန်တော်တို့ရထားတဲ့တဲ့နေပါတော့တခုဝမ်းသာစရာကောင်းတာကကိုရီမန်ချက်စတာယူနိုက်တက်ရဲ့လက်ထက်မှာပတ်စံအလုံးလောက်ရှိပြီးတော့ဒီကစားမနေရာကိုခေါ်ဖို့အတွက်ကစားမရောင်းချဖို့မလိုဘူးဆိုတော့တော်တော်လေးကိုကျင်နေဖို့ကောင်းတဲ့တဲ့လို့ကျွန်တော်ထင်နေဆိုတော့လက်ရှိတဲ့နေရာရောညီကိုညီဘယ်လိုမြင်ရလဲနောက်နောက်ပြီးတော့တခုစဉ်းစားရရှိတာကလီယန်ဒီလင်းနဲ့ပတ်သက်ပြီးတော့မန်ချက်စတာစီးတီတဲ့ဟာသူတို့ရဲ့ကစားမကို buy back loss နဲ့ပြန်ကိုခွင့်ရှိရဲသူတို့ comment ဆိုလို့ရှိရင်တန်း30ကြာမဲ့ကစားမကိုပေါင်တန်း20လောက်နဲ့ရနိုင်မယ်အရှိန်အီးလို့ဆိုတော့ Man City ကလည်းကျွန်တော်ထည့်သွင်းပြန်တခုရှိရဲဒါပေမဲ့ Man City လို့အတန်းမျိုးမှာ Allen Haaland တို့တိုက်စီမျိုးရှိပြီးတော့ပုံမှန်မမို့ချို့လို့စားမရဲရှိနေရဲဆိုတဲ့အတွက်ပတ်စံကုန်ပြီးတော့အကုန်ခံပြီးတော့သုံးဖို့အတွက်ဆိုတာတော့ဘယ်လိုမှအရှိန်အီးလာလာမရှိတော့ဘူးနော်အခုလေသူတို့မှာ Allen Haaland က23 20နှစ်20နှစ်23 20နှစ်23 24ရေဒီမှာမောင်မော့ကလည်းအများကြီးဟိုကဖြစ်တယ်မဟုတ်ဘူးဆိုတော့သူက AC သွားလို့ရတယ်တိုက်စင်မှု option နဲ့စဉ်းစားစရာမလိုသေးတဲ့အချိန်မှာကျွန်တော်ကတော့ဒီလေးတူပါတော့အများကြီးထည့်သွင်းစဉ်းစားလိုက်မယ်လို့မထင်တော့ဘူးဆိုတော့ဒီပြည့်မဲ့နှစ်ခုစလုံးကမန်ချက်စတာနဲ့တူရောက်လာဖို့အတွက်အချိန်ကြီးကတော့တော်တော်လေးကောင်းနေပြီလို့ကျွန်တော်ယူဆတယ်ဆိုတော့ဒီနေ့မနေ့ပိုင်းမှာတော့စောစောစီဝမ်းတာစီတဲ့တန်းလေးပေါ့ဗျာကြီးကြီးပါးပါးရဲ့ကြီးစုအများကြီးတင်ပါတယ် subscribe လို့ရောက်တောင်းဆိုပါတယ်နောက်ဆက်ဗီဒီယိုမှာထပ်ပြီးရောက်မယ် see you ပါ